်မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသော နေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတ္ထုစောင်းမဘောင်းကျုတ်တစ်ထဲကကွန်စုနှစ်ဆိုတဲ့အပိုက်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိန်ကြီးဖြစ်ပါတယ်ကွန်စုအကြောင်းဒူရီယန်မီယာပြန်ပြီမကြာမီကရောက်လာသည့် 6000တန်မော်တော်ကားဒီဟူသောစိန်နဂဲ့၏အယောင်ကြောင့်ကွန်ဆူဒီဟူသောပါနဖက်မှာဝင်းပြောင်တောက်ပလျက်နေ၏။မောင်လူအေးတို့လင်းမြားလာလင်းညီးငွေတွားအောင်၎င်း6000တန်ကားအိုကြီးနှင့်လိုက်ပိုလိုက်မည်ဟု ကျင်းပလျက်နေ၏။တို့ရာတွင် လူပြိုကြီးဘဝမှမလွတ်သေး။အိယာထဲတွင်တကိုယ်တည်းတွေ့တုံကွေးတုံပင်ရှိသေး၏။တယံတခါမိမိဤဘဝကို စိတ်ပြက်မိ၏။ မောင်လူအေးဤဘဝကိုအားကြမိ၏သို့သောမြည်တို့မျှမတက်နိုင် ရွေးတော့မင်းရှိသေး၏နှစ်ဖူးစာနှစ်ကိုအပြစ်တင်ကအိယာတဲ့တွင်ခေါင်းအုံများနှင့်ရံဖြစ်လျက်နေ၏မောင်လူအေးတို့လင်မယားရောက်တော်မူဟိုအရင်မောင်လူအေးလာစဉ်ကမောင်လူအေးသည်လူပြိုမိမိလည်းလူပြိုနေရာကြပေသည်လူပြိုတို့အလိုက်ပြောခြင်းရာပြောနိုင်၏လူပြိုတို့အကြိုက်ဖြစ်သော အချီရတိုက်အကြောင်းကိုဟောပြောလင်နှစ်ယောက်စလုံးဤသဘောတွင်တွေ့ထမင်းစားရင်ပြောလင်ထမင်းစားဝင်ဤညလတတာတွင်လင်းညင်းကလေးကအေးအေးနှင့်ဟိုးအိမ်ရှိရောက်ဒီအိမ်ရှိလျှောက်ကခြေတံပေးလင်လဲတင့်လျော်ပေသည်ယခုကရှေးကတို့မဟုတ်ပြီမောင်လူအေးဒီမဟုတ် မောင်လူအေးဤမယာမမြတန်းလဲပါလာပေသည် မောင်လူအေးနှင့်စာအကြောင်းပေကြောင်းဆွေးနွေးယုံရှိတော်၏ထိုအကြောင်းများကိုဆွေးနွေးလျင်မောင်လူအေးသဘောကျမိကမလွယ်မမျှတန်အားမြည်သည့်အကြောင်းပြောကြရအံ့နီမိမိမယားရှိမှ မိမတို့၏ဧဝတ်ကြည်ပေလိမ့်မည်မိမတို့၏အကြိုက်ကို မိမအချင်းချင်းသာတည်လေသည် မောင်လူအေးမှာမိမိအိမ်၌ချောင်းချောင်းကြည့်ကြည့်နေနိုင်စီပါမူမမြတန်ကချောင်းချောင်းကြည့်ကြည့်မှ ရှိပါမလားစောစောစီးစီးကမိမမယူခဲ့မိသည်မှာမှားလေစွာမှားလေစွာ လောကတွင် လူပြိုကြီးလှုပ်၍နေသည်မှာအကိုင်းအခက်ကင်းသောတင့်ငုတ်တူကြီးနှင့် တူလှ၏လူပြိုကြီးဘဝနှင့်နေထိုင်၍အဘယ်အကျိုးရှိအံ့နီစားတောက်ရန်လဲကိုယ်တိုင်ပင်စီမံရပေသည် ။တွာလာရန်လဲကိုတိုင်းမင်းစီမံရပေသည်။အိယာနေယာအတွက်လဲကိုတိုင်းမင်းစီမံရပေသည်။ဤသို့ကိုတိုင်းစီမံခြင်းကိစ္စတို့မှာမြည်သည့်အခါကြမှအေးရပါမည်နီ။အော်အခက်ကြီးပါတကား။နောက်တနေ့နနဲ့ရထားဖြင့်မောင်လူအေးတို့လင်မယာပါ၍လာကြ၏။ကွန်ဆူလည်း6000တန်မော်တော်ကားအိုကြီးဖြင့်စတိုင်ပါပါဆင်း၍ကြို၏။မိမိနေအိမ်သို့ခေါ်၍လာခဲ့၏။ မော်တော်ကားတွေတွင် မောင်လူအင်းနှင့်ကွန်စုတို့သာလဲအာရပါရစကားများလျက်သွားကြ၏မမြတမ်းမူကားများစွာမပြောစိတ်စိတ်ပင်လိုက်ပါလာ၏ကွန်စုတို့စကားပြောနေသည်မှာမိမိနှင့်မဆိုင်တကဲ့သို့ထင်မှတ်မိ၏ယောက်ျားများစကားပြောနေရာတွင်မိမိဝင်၍ပြောလင်ကွန်စုဆိုသူကညီတို့ထင်မြင်နီး စကားများသောမိမ့်မာပါကလားမဆိုင်နာတွေဝင်၍ပြောနေပါကလားဟု ထင်မှတ်မိသို့သောကြောင့်မပြောတကဲ့သို့အပြင်ဘက်သို့ကြည်ကားလိုက်ပါ၍လာခဲ့၏ကွန်ဆူလဲဤအချင်းအရာကိုမြင်လဲတနာသောစိတ်များပေါ်ပေါက်၍လာ၏အကယ်၍သာမိမိ၌မရရှိပါမူကားသူတို့နှစ်ယောက်တဖောင်ပေါင်းနှင့် စကားပြောလာကြပြီလိမ့်မည်မိမိတို့လဲမိမိတို့အလိုက် သူတို့လည်းသူတို့အလိုက်နှစ်တရာစကားများကိုပြောကြ၍လာကြပေလိမ့်မည်။ယခုမူကားမိမိတို့သာ တဖောင်ပေါင်းနှင့်ပြောလာကြ၏။သူခမများမှာ စကားပြောဖို့မရှိတနာเสียရပေ။ဤတို့တွေးတော်မိသောအခါမိမိ၌မော်တော်ကားကြီးရှိတော်လဲမရမရှိပါက အချီးနှီးဖြစ်နေကြောင်းထင်းထင်းကြီးစိတ်အတွင်း၌ပေါ်ပေါက်၍နေ၏။ ်မောင်လူအေးလဲကွန်စုစိတ်ထဲတွင်မြည်တို့ရှိနေသည်ကိုမသိမိမိတို့နှစ်ယောက်မိထီလာအလုတ်တင်ကောလိပ်ကျောင်း၌နနက်ခင်းမြင်းပေါ်မှကြပုံမိထီလာကန်းနှဖူးတွင်ကြည်နူးစွာညက်နေခင်းလမ်းလျှောက်ကြပုံတရားမမြို့အုပ်ဦးဝင်းအားမြင်းဆွဲပြေးပုံတနင်းကွေတပတ်တကြိမ်ထုတ်သောတဟာယခေါ်တရင်စာအေရီတာကျုပ်မြို့အုပ်ဦးလှဖေးကမိမိတို့နှစ်ယောက်အားစောင်းပါရိတ်ချီရေးပုံ ကျောင်းအုပ်ကြီးမစ္စတာဂရီဟမ်မှာစကားပြောနေရင် အိတ်ငိုက်ပုံအเจ้าတို့ကို ပြောကြားရင်မောကလာခဲ့၏။ကွန်စုက ဟုတ်တယ်။အင်းအဆရှိသည်တို့နှစ်သာအချင်းကုံလွန်စေ၏။မိမိကမူကားပြောကြားခြင်းကိုမပြု အိမ်တို့မြန်မြန်ရောက်ပါစေတော့ဟူ၍သားလဲတောင့်တ၍နေ၏။မော်တော်ကားကြီးသည်မိရထားဘူရာယုံမှထွက်ခဲ့၍ လမ်းတဝက်သို့ရောက်နေမင်းအိုမင်းမစွမ်းဖြစ်သည့်အတွက်ဆက်လက်၍မတော်နိုင်တော့ဘဲခွေရန်ကသွားရှာတော်သည်။ကွန်ဆူလည်းမျက်လုံးပြူးမျက်စံပြူးဖြစ်၍သွား၏။အေးကောင်းသောလမ်းတဝက်တွင်ပြက်ချင်းကြီးမလားပြက်ရလေသည်ကိုဒေါသထွက်မိ၏။အစ်စ်ကြက်ချုံမဝယ်မိ၍ဤသို့ဖြစ်ရသည်ဟု တွေးတော်ဝမ်းနေမိ၏။မောင်လူအေးလည်းအင်ဒရီမပြက်စကားပြောမြဲပြောလျက်သာနေ၏။ မမြတန်းလဲအပြင်ဘက်သို့ရှေးနီအတိုင်းကြည့်လျက်သာနေ၏ကွန်စုကစိတ်ထဲတွင် အမျိုးမျိုးဖြစ်ပျက်၍နေတော်လဲအိန္ဒြေမပြတ်သည့်ပုံကိုစောင်းကားနေ၏မော်တော်ကားမောင်းလာသူ မောင်းလှမောင်းမှလဲချက်ချင်းပင်မော်တော်ကားပေါ်မှဆင်းကမော်တော်ကားစက်ဖုံးကိုဖြွင့်၍ဘာလုံးမှန်းမသိဟိုလုတ်ဒီလုတ်နှင့်နေ၏၅မိနစ်ခန့်ကြာ၍သွား၏၁၉နှိုး၏ ခမရမော်တော်ကားကြီးမှာလဲဇရာဒုပလရွယ်တို့ကြာရောက်နေပြီဖြစ်တော့ကြောင့်မတုံမလှုပ်ရံမြဲတိုင်းရက်လျက်နေ၏အသက်ရှူခြင်းမပြုအဆုံးစွန်သောဘဝတို့ရောက်သွားပြီလောညီသူမျှမပြောနိုင် မောင်လှမောင်လဲစက်ဤအဖုံးကိုဖွင့်ရပြန်၏ဟောလုတ်ဒီလုတ်နှင့်လှုပ်ရပြန်၏၅မိနစ်ခန့်ကြာပြန်၏ဆန်နှိုးပြန်၏နှိုး၍မရကွန်စုဤစိတ်ထဲတွင်ဝမ်းနေရမလိုလို ဖြစ်၏စိတ်ဆိုးရမလိုလိုဖြစ်၏မောင်လှမောင်အားစိတ်ဆိုးရမည်ကို မလိုလိုအပြစ်တင်ရမလိုလိုဖြစ်၏ထို့သောစကားတခွန်းကိုမျှမပြောမိမိကိုယ်တိုင်အောက်သို့စင်ကားဖွင့်၍ထားသောဆက်များကိုဟိုလုတ်ဒီလုတ်နှင့်နေ၏ကွန်စုမှာတစ်ပင်တွေဆွဲကပ်သောမှုရောဂါတို့သာနိုင်ရှာ၏မော်တော်ကားပြက်ခြင်းကိုကပျောက်ကင်းအောင် အဘဲမာတက်နိုင်အန်နီဟု မောင်လူအေးကရဲစရာပြော၏ကွန်ဆူလဲရှက်ရှက်နဲ့ပင် ရောရွေရဲ၏မမြတန်က မတုံမလုံနေ၏မောင်လှမောင်မာဆန်နှိုးရပန်းများသောကြောင့်ချွေးတလုံးလုံးနေနေ၏ကြေးငွေကုန်ပြီးသိုးတော်ကြောင့်မော်တော်ကားမောင်းသမားကောင်းကောင်းကိုမငှားမိသည်မှာမှားလျက်နေ၏မောင်လှမောင်လဲမော်တော်ကားမောင်းတက်ခါစဖြစ်သောကြောင့်ပြက်နေသောမော်တော်ကားဟောင်းကြီးကို ကောင်းလာအောင်အတို့တက်နိုင်အန်ဒီမောင်လှမောင်ချွေးထွက်တဲ့ကဲ့သို့ကွန်ဆူလဲချွေးတလုံးလုံးနဲ့နေ၏စိတ်ထဲတွင်မြည်မြအိုက်နေသည်ကိုကစိုးပွဲမရှိပီဤသို့စက်ကိုနှိုးကြည့်အောက်သို့ဆင်းကြီးနဲ့လုံနေသည်မှာနာယီဝက်ခံကြာ၍လာခဲ့သည် ကိုရောမြက်ကားကြီးမှလည်းရံမြဲတိုင်းပင်လမ်းမအလဲတွင်ရက်လျက်နေသောကြောင့်လမ်းတွင်တွာလာနေကြသော မော်တော်ကားမြင်းရထားတို့မှလည်းလမ်းဘေးမှာရှောင်ရှား၍တွားကြရကုန်၏မော်တော်ကားမြင်းရထားမောင်းသူတို့ကလည်းဤသို့လမ်းအလဲတက်တဲတွင်ရက်နေရမည်လားဟုဒေါသထွက်သောမျက်နှာသားမျိုးဖြင့်စောင်း၍ကြည်တွားကြကုန်၏ဤသို့ကြည်တွားကြသည်ကိုမမျှတမ်းမြင်လင်ရှက်ချင်ချင်ကွန်စု၏အဆက်ကစိုးပွဲမရှိပြီမော်တော်ကားကြီးပြက်စီး၍နေရအနီးနားရှိအိမ်များမှာ ခလေးများအလိုက်ကန်းစိုးမတီတော့လူကြီးများလမ်းသွားလမ်းလာ ကလားအချို့တို့မှလည်းအာမနာဝိုင်းအောင်ကကြည်နေကြကုန်၏မမြတန်လဲညနေထားခက်ခက်ခက် မောင်လူအေးမူကကွန်စုရှက်မီဆိုး၍အောက်တို့စင်းကဟိုပြောဒီပြောနေနေ၏ ကွန်ဆူကမောင်လှမောင်အားဝိုင်းဝန်းကူညီကနေလေသည်ဤသို့ကူညီနေစေမူလီတစ်ခုကြာသွားသည်ဖြင့်ငုံ၍ကောက်လိုက်ရာမျက်စီတွင်တက်ထားသောမျက်မှန်ကြီးမှာကျွ့၍သွားပြီလျှင်မြေပြင်၌အစိမ့်စိမ့်အမွှားမွှား꿰၍သွားရှာ၏အနားတွင်ရက်ကြည်နေသောခလေးတို့နှင့်ကလာများလည်းအာရပါရဝါကနေရေမောကြကုန်၏ကွန်ဆုစိတ်ထဲတွင်အဒုရှိအန်သည် မောင်လူအေးလဲမိမိခါးကြရင်ပါလာတော့ခြောက်လုံးပြူတနက်ဖြစ် အလွန်မိုက်ရမ်းကြသည်ရေမောသူတို့အားပြစ်ကျင်စိတ်ပေါက်၏သို့သောအစိုးရကိုကြောက်သောကြောင့်ရေသူတို့အားမရေကြရန်ခက်တီတီပြော၏ခမားမော်တော်ကားအိုကြီးမှလည်းမြည်တို့လှုပ်၍မြမလှုပ်မရှာဇံဝင်စားနေသောယဟန္တာကဲ့သို့ငြိမ်သက်စွာနေတော့၏ ဤသို့အကျဉ်းချင်းအဖန်ဖန်တောင်းပန်ချော့မော်၍တဒံခတ်ထန်ထန်လောက်၍တမျိုးဝေရှိုး၍တဖုံနီးမျိုးစုံအောင်စူးစားပါတော့လဲမလှူရှားတော့မှအနာရင်ရက်နေသော မြင်းယထာငှားပြီလဲမောင်လူအေးတို့လင်မယားကို တင်ဆောင်ကမိမိအိမ်သို့ခေါ်ခဲ့လေတည်းမော်တော်ကားကြီးကိုကားမောင်းလှမောင်းနဲ့ထားခဲ့၏မောင်လူအေးတို့ရောက်လဲနှံ့ဆက်အောင်လိုက်ပို့မည် မောင်လူအေးတို့ညင်းငွေသွားသည့်တန်အောင်လိုက်ပို့မည်ဟု၍စိတ်ကူးထားတော်လဲအခုမှလိုက်၍မျှမပို့ရသေးမီမိယထာဘူရာယုံမှအိမ်တို့အလာမှာပင် မော်တော်ကားကြီးသည်တဝီဇသဘောမှနိဇီဝသဘောသို့ရွေလျော၍သွားလီပြီတကားဟု စင်းစားက စိတ်အပြက်ကြီးပြက်လျက်နေပင်မိမိနေအိမ်တို့ရောက်၍လာရ၏အိမ်တို့ရောက်သောအခါအိမ်ရှိတကားပိတ်ထားသဖြင့် ကိုခင်ကိုခင်ဟု၍အကြိမ်ကြိမ်အော်၍ခေါ်၏ဤသို့ကိုခင်ကိုခင်ဟုပါဇက်မှအတန်ထွက်အော်လိုက်သည်နှင့်အိယာမရောင်းလို့လာ၏ကိုခင်လည်းအချားအခမ်းမှပြေး၍လာပြီးလင်အချောင်းကိုမေး၏ကျွန်တော်ရောင်းတာဟုပြောမှကိုခင်လည်းမိမိအခမ်းသို့ပြန်၍သွား၏ကွန်ဆူလည်းမိမိ၏အိမ်မက်ခန်းကိုတွေးမိသဖြင့်ပြုံး၏အားလုံးပဲကျေနပ်နှစ်သက်နိုင်ကြပါသည်ရှင် မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းပေါင်းနဲ့တလုံးတူရတဲ့ပြည့်စုံနိုင်ကြပါစေနော်